Hello အားလုံးမင်္ဂလာပါကိုတိဖုတ်ဘောချန်နယ်နဲ့အားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့တော့ချန်ပီယံဒုတိယညဖြစ်ပါတယ်မနေ့ကညကတော့ကျွန်တော်တို့ထင်သလိုအဆင်မပြေခဲ့ဘူးပေါ့နော်ကိုပေါင်းကြီးတွေမှအာမနာခြေစွမ်းတွေမှအာမနာပေါ့နော်ဒါအောက်တွေကိုတော်တော်လေးဝင်သွားခဲ့ပါတယ်ဟောဒီနေ့တော့ကျွန်တော်တို့ဒါမနေ့က သွားခဲ့တဲ့ flow တွေကိုကြည်ပြီးတော့ကျွန်တော်ဒီနေ့ဒါရွေးချယ်တင်တဲ့ဟာရွေးချယ်ရမယ်ပေါ့နော်။မနေ့ကပြည်မားလီကလပ်တွေကြီးအောင်လားကြီးရှုံးလားဒါတွေကျွန်တော်ကြည့်ရမယ်။အဲပြင်သစ်ကလပ်တွေကြီးအောင်လားကြီးရှုံးလားဒါလေးကျွန်တော်တစ်ချက်ကြည့်ပြီးတော့ဒီနေ့တော့ကြီးအောင်နိုင်ကြီးကြီးကြနိုင်ကြီးဂိုးပေါ်နိုင်ကြီးဒါလေးကျွန်တော်ပြန်ပြီးသုံးသပ်ရမယ်ပေါ့နော်။အဲ့တော့ကျွန်တော်အဆုံးပွဲ ဒီ7:55ပေါ့နော်7:55ပွဲကနေစပြီးတော့ပြောကြရအောင်အော်ကျွန်တော်ရဲ့ Viber Channel တရင် Channel မှာ join တဲ့ညီကိုကြီးရှိရင်လည်းကျွန်တော်အောက်မှာ comment မှာ link လေးချပေးထားပါတယ် Viber Channel တရင် Channel link လေးချပေးထားပါတယ်ညနေအဲဒီ video ပြီးတော့ကျွန်တော်မောင်းနေလာမှာပဲနော်မောင်းနေလာပြီဖိတစ်လာမယ်မနေ့က online test လေးတော့အဆင်ပြေပါမင်းငယ် body ပေါ့နော်အဲမနေ့ကကျွန်တော် flow လဲမိနေတယ်ပြီးအောက်ကနေလည်းအပေါ်လှန်ကြီးပေးထားတာဆိုတော့ဒါပါမင်းငယ်90ဖြစ်နေရေပေါ့နော်အဲကြောင့်ဒါကျွန်တော်ညီကိုကြီး online test ဆိုပြီးမှ ဒါဒီဒီကောင်နေကြတော့အပြင်တိုင်းနေမဖွင့်တော့ကြောင့်မမ်ဘာလေးချပြီးလို့မရဘူးဖီတစ်အနေနဲ့လည်းပေးလို့မရတော့အွန်လိုင်းတမဆော့ရညီကိုလေးတော့ပဲဆော့ဖို့အတွက်ဒါအွန်လိုင်းတစ်ဆိုမှခေါင်းနဲ့ပေးပြီးတော့ကျွန်တော်ထုတ်ပေးလိုက်တာဖြစ်ပါတယ်နော်အဒီနေ့လဲချန်ပီယံရှစ်တဲ့ကကျွန်တော်ကြိုက်တာလေးတပွဲလောက်ရှင်ထချက်ထက်ပြီးတော့ချပေးပါမယ်နော်အဲ့ဖီ channel လေး join လာလို့ရပါတယ်အဲ့တော့ကျွန်တော်ပွဲစပြောရအောင်ပါပထမပွဲဒါစနေ25 quarter back နဲ့ chelsea မနေ့ကပီးမြားလီကလပ်တွေအကုန်ကြီးအောင်သွားပါတယ် ာဆင်နယ်ကိုပေါင်းပေါ်တက်သွားတယ်မနေ့က7/25မှာအာဆင်နယ်ကဂိုးပေါ်သွားပြီးနာပိုလီက6အောင်သွားတယ်ပေါက်ကြီးနဲ့ပြောင်းပြန်ပါတော့နာပိုလီကဂိုးပေါ်ကြီးပေါက်တယ်ဒါပေမဲ့ကျွန်တော်အိတ်ခန်မိတ်ခင်မှာကျွန်တော်ကြည့်ရချင်းမှာအာဆင်နယ်ကဂိုးပေါင်းကြီး340လောက်ထိဖြစ်လာပြီးတော့နာပိုလီက340လောက်ပြော့လာအာဆင်နယ်ကပြင်းလာပြီးတော့နာပိုလီကပြော့သွားတဲ့ဘောပေါ့နော်အဲ့တော့ အဲ့လိုမျိုးလေးရှိရဲ့ကြေးပြောင်းကတိတာတယ်ပေါ့နော်အဲ့လို line ထွက်ပြီးနောက်ပိုင်းမှာကြေးပြောင်းအဲ့လိုမျိုးဖြစ်သွားရင်ကျွန်တော်ကလိတ်ထဲမှာတမျိုးတော့ဖြစ်သွားနာမိုလီကြေးပြော့သွားရင်ဘဝင်တော့မကြဘူးထင်းတဲ့အတိုင်းပဲတကယ်လဲကန်ရောအာဆင်နယ်ကိုပေါ်တယ်နာပိုလီကကိုအောက်တယ်ဟောဒီနေ့လဲဖြစ်နိုင်မယ်ဆိုကျွန်တော်ညီကိုလေးဒါ7.25ပွဲကို7.25လိုင်းထွက်တာနဲ့ဒါကြည့်လို့ကြည့်ပြီးတော့စောင့်ကြည့်ပြီးတော့ထိုးလို့ရရင်ထိုးပေါ့နော်အွန်လိုင်းဓမ္မတွေပြောတော့အပြင်တိုင်းကတော့ဒီချိန်ကအဲ့ချိန်ကြာပိတ်ပြီးခေါ့နော် တော့ကွာလာပတ်နဲ့ချဲစီမှာလက်ရှိချဲစီကနှလုံးကို90နိုင်ပေးတယ်ကိုပေါင်းကြီး3လုံး20ရှော့အဲကြီးကတော့အရင်တိတိတတာပြောင်းလဲမှုတော့မရှိဘူးမနေ့ကပြင်းများလိကြီးကြီးကြကြီးအောင်သွားတာဖြစ်တယ်ဒီနေ့မှာချဲစီကြီးကြနိုင်တယ်မန်စီတီကြီးကြနိုင်တယ်နောက်တစ်ခုနျူကာဆယ်ကြီးကြနိုင်တယ်၃နင်းတဲကနှစ်တင်းလောက်တော့အနည်းဆုံးကြနိုင်တယ်တစ်တင်းလောက်ပဲအောင်နိုင်ကြီးရခိုင်တို့များတယ်ဒါကတော့အောင်နိုင်အတင်းကတော့ဒါအမတ်လိုအပ်ချက်ရှိတဲ့အတင်းကတော့ပို့ပြီးတော့ကြိုးစားကံမှာဖြစ်တဲ့အတွက်အောင်နိုင်ကြီးပိုကောင်းတာပေါ့နော် ။ဟောဒီနေ့မှာကျွန်တော်ကချဲစီကိုဘက်ကန်ကျင်တယ်။မပီမားလီကလပ်တူဒီနေ့ဘက်ကန်ကျင်တာဆိုတော့ကျွန်တော်ဒီနေ့ quarter back body ကြိုက်တယ်ပြီးတော့2 plus 60နိုင်ဆိုရဲခြေတန်းကလည်းကျွန်တော်တို့ဒါ body out အောင်နဲ့အောင်နိုင်နဲ့ကြီးနေတည့်ရဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာ quarter back body ကြိုက်ရတယ်ဂိုးပေါင်းကတော့ဟိုသလန်အဆန်းကဗီလာရင်းနဲ့ပေါဖို့ပွဲနဲ့ဒီပွဲနဲ့ဒီ Chelsea ပွဲနဲ့ရှင်မယ်ဆိုရင်တော့ဒီပွဲကဂိုးပေါ်တက်နိုင်ကြီးများတယ် quarter back ကဒီအိမ်ကွင်းဆိုရင်တိုက်စစ်အလုံး လော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 အောင်ကောင်းနေပို့ပြီးတော့ဂိုးမျိုးဂိုးမြန်ရှိတယ်ပေါ့နော်ဒီနှစ်တည်းက2019မှာနှစ်ကြိမ်တွေ့ဆုံမှုတယ်ချဲစီအိမ်ခွင်းမှာဆစ်စီနဲ့ချဲစီကနိုင်တယ်ခွာရာဘက်အိမ်ခွင်းမှာ4စီနဲ့ချဲစီကနိုင်နှစ်ကြိမ်စလုံးတော့ချဲစီကဆစ်စီတစ်ပွဲ4စီတစ်ပွဲနှစ်ပွဲစလုံးသူတို့နိုင်လာတာရှိတယ်အဲ့တော့ဂိုးပေါင်းအပေါ်လေးလည်းတက်ထားတယ်ပေါ့နော်အဲ့ကျွန်တော်ဒီပွဲမှာတော့အောက်အတင်းခွာရာဘက်ကြိုက်တယ်ပြီးတော့ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်နော် နောက်တစ်ပွဲကကျွန်တော်တို့ဒီ power force နဲ့ billary ရဲ့ပေါ့ billary ရဲ့ကတလုံး65ပြားရှုံတလုံးအပြည့်ရှုံပေးနေတယ်ကိုပေါင်းကြီး 3G ပြောမယ်ဆိုရင်ဒီပွဲက7 95နှစ်ပွဲသလုံးကြီးနန်းတူတယ် ဘော်ဒီတလုံးအရှုံးပေးနေတဲ့နှလုံးအပြည့်နိုင်ပေးနေတဲ့ကိုပေါင်းကြီးတူရီဒီဝင်ရုပ်အခြေခံထားတယ်တူရီမိုင်းနဲ့20နဲ့တူရီဒီအတိပေးထားတယ်ပေါ့နော်အော်ပါဖိုးကတော့ကျွန်တော်တို့ဒီပလေးဝော့တွေထဲကကစားခဲ့တဲ့ညီကိုတို့အကုန်လုံးတည်တယ်ဟိုခန့်စစ်အားပြုတယ်အိမ်ဝင်းတို့ပိုကောင်းနေခန့်စစ်ပိုကောင်းနေအတင်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့ဒီဂျာခွင်းမှာကံမဲ့တဘောရှိရပေါ့နော်အော်ဘီလာရီရဲကလည်းအိမ်ကွင်းလောက်ပဲကျွန်တော်တိုက်စီကပို့ပြီးတော့လောအောင်ကောင်းတဲ့ဂိုးတွေမြူးတယ်ဂိုးတွေတွင်းနိုင်တယ်ပေါ့နော်အဝေးကွင်းကြောက်ကျွန်တော် အရင်စစ်ဖြစ်တဲ့တဲ့တော့မပါဘူး ါမှန်ဘီလာရဲ့ body ကြီးတင်းပြင်းလာကျွန်တော်တို့မနေ့ကတလုံး40ရှုံးလောက်ပဲပြီးခဲ့တဲ့အနီထားကနေလက်ရှိမှာတလုံးအပြည့်ရှုံးဆိုတော့ဒီဘွန်းကဘီလာရဲ့ကြီးအောင်နိုင်ကြီးရှိလားမနေ့ကစပိန်အတင်းအဝေးကွင်းမှာကန်နေရီယယ်မက်ထရီကြီးကြတယ်အဲ့တော့ဒီနေ့မှာဘီလာရဲ့အဝေးကွင်းကန်ရမယ်ပြီးတော့ဘာစီလိုနာအဝေးကွင်းကန်ရမယ်နောက်တစ်ခုဘီဘောအဝေးကွင်းကန်ရမယ်အဲ့တော့ဒီ၃နေ့နဲ့အဘေးတင်းကြီးအောင်နိုင်ကြီးများလေဘီဘီဘောနဲ့ဘီလာရဲ့ကတော့ဘာစီလိုနာနောက် ဒီနာမည်မကြီးရတဲ့ထူးသားတွေတိတ်ပြီးအာယုံကြီးကြမှာမဟုတ်ဘူးအဲ့တော့ဘာစီဇိုနာကိုရိုက်ချသွားပြီးတော့ဘီလာရဲဒါမို့ဘီဘာအိုကိုချပေးအောင်သွားမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်အော်ဒီပွဲကကျွန်တော်ချဲစီးပွဲကိုဂူပေါင်းအပေါ်ကြိုက်ထားဖြစ်တယ်ဒီပွဲကိုကျွန်တော်ဂူပေါင်းအောက်ကြိုက်တယ်အလွန်ဆုံးဒါဘီလာရဲအနေနဲ့1 C 2 C 3 C ဆိုတော့အလွန်ဆုံးပေါ့3 C ဆိုရင်ကျွန်တော်ဂူအောက်ကဒါတေးပဲကြာမှာဆိုတော့ကျွန်တော်ဂူအောက်ကြိုက်တယ်ဘော်ဒီမာကတော့ကျွန်တော် ကြေးပြင်းတိတိတတာပြင်းရှလာတယ်။နောက်တစ်ခုကဗီလာရဲ့အမတ်လိုအပ်ချက်ပေါ့နော်။အမတ်လိုအပ်ချက်ကျွန်တော်တစ်ချက်ကြည့်ပေးမယ်။လက်ရှိမှာသူကအစင်းကကျွန်တော်တို့ဒါ32မှာရက်တည်နေတယ်။တမတ်ပဲရတည်နှစ်ပွဲရှုံးထားတဲ့တပွဲတည်ကြ။ပေါဖိုးကတော့မှနှစ်မှတ်နဲ့ဒါအစင်း28တောင်ရောက်နေပါတော့။အဲ့တော့ဗီလာရဲ့အနေနဲ့နိုင်ပွဲရတည်နေပြီးတော့ကျွန်တော်ယူဆရတယ်ဒီနေ့မှာတော့ဗီလာရဲ့နဲ့ဒါ9အောက်လေးတွဲပေးခြင်းနဲ့ပေါ့နော်။အဲ့တော့ ဟို crossing တော့ဖြစ်တယ်ခုနဘွဲက body အောက်နဲ့ကိုဘောဒီဘွဲကကျတော့ body အပေါ်နဲ့ကိုအောက်အဲ့လိုမျိုးလေးကျွန်တော်တွေ့ပေးခြင်းပါတယ်ဟောဘီလာရဲ့ body ကြိုက်တယ်ဘီလာရဲ့ 2C လောက်သွားမယ်လို့ကျွန်တော်ယူဆတယ် 2C ဒါမှမဟုတ် 3C ပေါ့နော်အဲတခုတော့ရှိတယ်မနေ့ကအဝေးအတင်းအာဆင်နယ်ကြီးအောင်ထားတာဆိုတော့အဲ့လိုလေးလည်းပြန်ချိန်မယ်ဆိုတော့ဒီနေ့ဘီလာရီကြီးကြဖို့တော့များနိုင်နေပါတော့ဒီလိုလည်းပြန်ကြည့်လို့ရအဲ့တော့ဒီပွဲမှာဂိုးအောက်ကတော့ပုံကောင်းနေဘီလာရဲ့ဘော်ဒီကတော့ဂိုးအောက်တော့အရင်ကြီးမကောင်းဘူးဆိုတော့ပြောချင်းနေပါတော့ အော်နောက်တစ်ပွဲကျွန်တော်နှစ်နာရီခွဲမန်နီတီနဲ့ဒေါ်မွန်အဲ့တော့မနီကဘိုင်ယန်ကြီးအောင်ထားတယ်အဝေးကွင်းမှာဘိုင်ယန်ကြီးအောင်ထားတယ်ဒေါ်မွန်ကြီးအောင်ပုံနည်းနည်းလေးခန့်နိုင်တယ်နောက်တစ်ခုကဒီဒေါ်မွန်နဲ့အတူလီဗာကိုစင်ရှိရပါတော့အဲ့တော့လီဗာကိုစင်ကကျွန်တော်ဘင်ဖီကာနဲ့ကန်မှာတဖက်ကဘင်ဖီကာကျတော့ကျွန်တော်စပိုနင်းလစ်မှာဟိုဘက်ကကြီးအောင်ထားတယ်ပေါ့နော်ဂျူပီတာနဲ့ကြီးအောင်ထားတယ် ော့ဒီဘွဲမှာကျွန်တော်ကမန်လီဒီနဲ့ဒေါ်မွန်ကတော့ဟိုဘောလီကိုအလောက်ထိ focus မထားခြင်းဘူးအဲဂူပေါင်းအပေါ် focus ထားခြင်းမနေ့က3လုံးဒါ3လုံး50ရှုံးဝင်ရိုးပေါ့နော်3.5ဝင်ရိုးတော်တော်များများဂူပေါင်းအောက်သွားတယ်၄လုံးအပြည့်နိုင်ဝင်ခြင်းနေတော်တော်များဂူပေါင်းအောက်သွားပြီ3လုံး30ရှုံးဝင်ခြင်းပေါက်တာတယ် အဲအဲ့ဒါလည်းဒီကိုမက်ထရစ်တပွဲလောက်ပဲဂိုးပေါ်တက်တယ်ပေါ့နော်အဲ့တော့ဒီအနေနဲ့မှဒီနေ့မှတော့၃လုံး30ရှုံ၃လုံး50ရှုံနေပြီးလို့ရှိရင်၃လုံးအပြည့်ရှုံ၄လုံးအပြည့်နိုင်ဒီခြေတန်းနေဂိုးပေါ်လာနိုင်ကြီးရာခိုင်နှုန်းများတယ်။အော်ဒီဘက်ကမန်တီတီကလည်းအိမ်ကွင်းတိုက်စစ်ဆိုရင်ဒါဟာလန်ကလည်းဂိုးတွေတွင်းနေတဲ့အနေထားမှာအာရာတွင်းကိုရမှာပဲဒေါမွန်ကလည်းတိုက်စစ်မဆိုးတဲ့အထက်မှာပါရတဲ့ဂိုးရမှာပဲပေါ့နော်။အဲ့တော့ဒီနေ့ထားမှာကျွန်တော်ဒီဘွဲကို body လက်ဆောင်ပြီးတော့ ိုပေါင်းအပေါ်လေးနဲ့ဆွန်းလာခြင်းနဲ့အော်ဒီဘက်မှာကျွန်တော်ကိုပေါင်းအပေါ်ကြိုက်တယ်ဘော်ဒီဆိုတော့မန်သီးတီးရလဲကြီးကြမယ်အလှည့်ရောက်နေတယ်ဒေါမွန်ကလည်းကြီးကြမယ်အလှည့်ရောက်နေတယ်နှစ်တင်းဆိုတော့ကြီးကြမယ်အတင်းနေဖြစ်နေတယ်ရွေးချယ်ရနည်းနည်းလေးခက်တယ်ဒါမှမန်သီးတီးကိုပြည့်ချီပြည့်တော့နိုင်ဖို့တော့နည်းနည်းလေးခက်တယ်ဟက်တွေတွေ့ဆုံမှုတွေအရတော့တလုံးအတားနဲ့ပဲနိုင်တာများတယ်2 1 1 2ဒီလိုတွေပဲသွားတာဆိုတော့အဲဒေါမွန်ဘော်ဒီလေးတော့ပပလေးကောင်းနေပါတော့ အဲကျွန်တော်ကတော့ body အထက်ဒါ man city ပွဲကိုဂိုးပေါင်းအပေါ်လေးရွေးချယ်ပေးခြင်းပါတယ်နောက်တစ်ပွဲက newcastle နဲ့ bipao newcastle တလုံး60ရှင်တလုံး85ပြားနိုင်မနက်ကမနီကဘလောက်ပေးသားလဲဆိုတလုံးကိုတေးရလောက်ပဲပေးတယ်ဗျာနော် body ကြီးတန်းပြင်းလာဂိုးပေါင်းကြီးတန်းကဒီတိုင်းပဲမပြောင်းလဲဘူး အော်မန်တီနီပွဲကိုကျွန်တော်ဂိုးပေါင်းအပေါ်ယူပြီးပြီဆိုတော့နီယူကာဆယ်ပွဲကိုကျတော့ကျွန်တော်ဂိုးပေါင်းအောက်လေးယူခြင်းတယ်မန်တီတီကိုဂိုးပေါ်ယူရဲ့ချဲစီကိုလည်းဂိုးပေါ်ယူထားတာဖြစ်တဲ့နီယူကာဆယ်ပွဲကိုတော့ဂိုးပေါင်းအပေါ်တိတ်မကြိုက်တော့ဘူးပေါ့နော်အဲ့တော့နီယူကာဆယ်ဘော်ဒီလေးကတော့ဒါမဆိုးဘူးလို့ပြောလို့ရဘီပါအိုထက်ဘီပါအိုကလက်ရှိမှာကျွန်တော်တို့အရင်ကားရန်ဖောင်ကောင်းနေတဲ့အထက်မှာမပါဘူးပေါ့နော်တော်တော်လေးတော့နည်းနည်းလေးတော်တော်လေးနည်းနည်းလေးမဟုတ်တော်တော်လေးတိုင်ပတ်နေတဲ့အထက်မှာပါတယ်ပေါ့နော်လက်ရှိမှတ်ပေးစရာကိုကျွန်တော်တစ်ချက်ကြည့်ပေးမယ် ညူကလည်းတော့အဆင့်7မှာဗျအမှတ်လူဝဲချက်ကတော့ဘီဘာဝုတဲ့ဆိုင်တော့ရောက်အဲ့လောက်ထိမရှိဘီဘာဝုက25မှာဆိုအမှတ်လူဝဲချက်တော့နည်းနည်းလေးရှိရပါတော့။အော်ဒီနေ့မှာကျွန်တော်ညူကလည်းအင်ကွင်းစိန်ကျင်းဘက်ကနည်းနည်းလေးတော့အန်ဒီများတယ်။ပြီးများလေး3နင်းထဲမှာဒီနေ့ဂျေးအောင်နိုင်ကြီးဆိုရင်တော့ညူကလည်းနည်းနည်းလေးပူကောင်းနေပါတော့။ဂျေးလည်းပြင်းလာနေတာပါတယ်။အော်ဒီ ဒီဘောကကျွန်တော်လိုင်းရဲ့ကိုကျွန်တော်တစ်ချက်ဒီနေ့ကြည့်ရတဲ့အချိန်မှာဒီနီကိုလဲဝီလီယံတို့နော်ဝီလီယံညီနောင်ပေါ့ဗျာဝီလီယံညီနောင်ပါဖို့ကမတေချဘူးဒါတက်ဖူးပုံစံမျိုးပြနေပေါ့နော်အဲ့ဒါလေးကကျွန်တော်တို့နည်းနည်းလေးဒီနေ့မှာဒီဒီဘောဘက်ကတိုက်စစ်အနေထားတော်တော်လေးအာရုံနေမှာပေါ့နော်ဒီကောင်နှကောင်မပါဘူးဆိုရင်တောင်မန်တစ်ဖက်ကလုံးဝတေသွားပြီပြီးတော့သူတို့ရဲ့ဒီနမထံလုံးမှာကလားနေရဆန်းဆက်ပေါ့နော်ဆန်းဆက်ကလည်း အင်ဂျူရီပဲ mid mid နိုဝင်ဘာမှာပြန်ကောင်းမှလို့ပြထားတယ်ပေါ့နော်အကုန်လုံးတော်များ mid နိုဝင်ဘာဖြစ်နေရယ်အဲ့တော့ဒီ၃ရောက်မပါဘူးဆိုရင်တော့ဘီဘောက်ဝဲတိုက်စစ်ကတော့တေသွားမှာအဲ့တော့ဘီဘောက်ကိုရောက်ဖို့ခက်မယ်အဲ့တော့ခိုးအောက်လေးကတော့တော်တော်လေးကောင်းနေပါတော့ဘော်ဒီကတော့နျူးကလည်းတလုံးတော့ဖြစ်တယ်အော်ပြား90ရင်းနိုင်တဲ့ညီကိုကြီးဆိုရင်တော့ဒါဘော်ဒီနျူးကလည်းဆော့လို့ရတယ်ကိုပေါင်းအောက်နဲ့တွဲဆော့ပါတော့နျူးကလည်း1 C 2 C ဒီလောက်တော့99ကြီးရခိုင်လို့များတယ်ပါတော့ တော့ Newcastle ပွဲမှာ Newcastle နဲ့6အောက်လေးကျွန်တော်တွေ့ပြီးကျင်ပါတယ်။နောက်တစ်ပွဲကတော့ကျွန်တော် Inter Milan နဲ့ Carre MRD 4လုံး69 4 55ပြားရှုံး body ချင်းနဲ့အတိအတာကြီးပြင်းလာရဲကျွန်တော်မနေ့က3လုံး90ရှုံးမရှိတယ်4လုံး55ပြားရှုံးမရှိတယ်ကိုပေါင်းကြီးကတော့ပြား30လောက်ပဲပြင်းလာတယ်ဆိုမှကို body ချင်းကဝင်ရုပ်တစ်ခု ပြောင်းသွားတယ်ပေါ့နော်၃လုံး90ရှုံးကနေ၄လုံးအပြည့်နိုင်ဆိုပုံစံဖြစ်နေအဲ့တော့ဒီအနေထားမှာအင်တာမီလန်ကအီတလီစီးရီးဂရမနီကအီဒီစီးရီးအီတလီမြေမှာကန်ထားတဲ့နာပိုလီကြီးကြတယ်ဂျူပင်တက်ကြီးကြနှစ်တင်းစလုံးကြီးကြထားဖြစ်ဒီနေ့မှာအင်တာကြီးအောင်နိုင်ချေများဒါပေမဲ့အင်တာရဲ့ကြီးယူကျွန်တော်နေဖို့ကနည်းနည်းလေးလက်တွန့်ကြတယ်ပေါ့နော်၄လုံးရှုရင်တော့မှ၄လုံးရှုမှအပြည့်ရမယ်ဂိုးပေါင်းကြီးရတယ်လေ၅လုံးရှုမှအပြည့်ရမယ်ဆိုတဲ့အနေထားအာ body ကြီးတန်းကိုပေါင်းကြီးတန်းကတ်နေတယ်ဒါတွေကနိုင်ငံပွဲတွေမှာကျွန်တော်တွေ့ရလေရှိရယ်ကလပ်ပွဲတွေမှာအတင်းကြီးနဲ့အတင်းလေးအရန်ကွာဟမတာဒီလိုကြီးတန်းမျိုးမြင်တွေ့ရလေရှိရယ်ပေါ့နော်တခုတော့ရှိရယ်အင်တာဒါဘီရင်ပွဲချက်တွေကစားရမှာကျွန်တော်ရှေ့မှာအင်တာမီလန်ကိုရွေးချယ်ပေးခဲ့ကြတယ်ခါအဲ sorry ကျွန်တော်တို့ ဒီ junior sign တို့ကန်တဲ့ပွဲ junior sign နဲ့ကန်တဲ့ပွဲဒီ agent နဲ့ပွဲစီမှာကျွန်တော် inter ကိုကျွန်တော် fit တက်လေး inter body ရဲ့ပြီးခဲ့အဲ့တော့ကျွန်တော်တစ်ချိန်ဆိုတော့အကျိုးပြုခဲ့တယ်ပေါ့နော်ဒီနေ့မှလည်းကျွန်တော် inter million ယူလို့ကောင်းပါမလားပေါ့နော်နည်းနည်းလေးတော့ risk တော့များတယ် and လေးနည်းနည်းလေးများတယ်ကျွန်တော်က ခါရဲ MRD တကူတော့ရသွားမယ်ဆိုကိုပေါင်းအပေါ်တက်သွားနိုင်ကြီးများရဲ့လို့ယူဆတယ်ပေါ့နော်ဘော်ဒီကိုကျွန်တော်နည်းနည်းလေးကြောက်တယ်ပေါ့နော်ဟိုအင်နာအောင်နိုင်ကြီးတော့များပါလေဟိုရွေးချယ်ရမယ်ဆိုတော့အင်တာပဲယူရမှာခါရဲ MRD ကကျွန်တော် sporting dispon တော့ကိုပြက်ချေပြဲရှုံးတာဆိုတော့အင်တာလက်ရှိအိမ်ကွင်းကလည်းကစားကောင်းတာဆိုတော့ကျွန်တော်အင်တာပဲယူရမှာဘော်ဒီဟောခိုးပေါ်ဇုံလိုက်ယူမှရမယ်ခါရဲ MRD တကူတော့ရလို့ရှိရင်ကျွန်တော်5-1နေပါဖြစ်သွားမှာဆိုတော့အဲ5-1 4-1ဆိုရင်ကျွန်တော်တို့ဒါဘော်ဒီက ဘော်ဒီလည်းရမယ်ကိုပေါင်းလည်းရမယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ကျွန်တော်တို့ ိုပေါင်းပေါ်လေးလဲတွဲယူมาရမယ်ဘော်ဒီနဲ့ကိုပေါ်ဒီလိုတွဲมาရမယ်ကိုအောက်တော့တွားမယူနေပါကိုအောက်ကအနေနဲ့လေးအန်တီများတယ်ပေါ့နော်ဘာအင်တာတလင်းနဲ့အပဲလေးလုံးတော့ကအနေလုံးတွင်းမဲ့လို့ယူဆလဲတာခြေတန်းတရက်ကိုဖွင့်ထားတာဆိုတော့အင်တာနဲ့ကိုပေါ်ပဲတွဲဆော့အောင်ပါပေါ့နော်ကျွန်တော်အင်တာနဲ့ကိုပေါ်ပဲကြိုက်တယ်အီတလီမြေမှာတော့၃တင်းစလုံးအာရှိမှနှစ်တင်းကြပြီအင်တာလည်းကြီးမကြောက်ဘူးလို့ကျွန်တော်ယူဆတယ်ပေါ့နော်အော်မနေရဲအောင်လိုအပ်တာလည်းကြီးတော့ပို့ပြီးတော့ပြင်းထားအဲ့လိုမျိုးပွဲတယ်ကြီးအောင်တက်တယ်ပေါ့နော်အော်လုံပေါ်တော့ ပေးတတ်တယ်ဇုံပေါ်ပဲကောင်းပါတယ်ခွဲတော့မဆော့နဲ့ပေါ့နော်အတူတူလေးတော့ဆော့နေကြပါတယ်နော်အင်တာနဲ့ဂိုးပေါ်လေးရွေးချယ်ပေးကြပါတယ်နောက်တစ်ပွဲကမာစီနဲ့အတ္တလန်တာအဲ့တော့မာစီကကျွန်တော်လက်ရှိမှာ level 20ရှုံး3လုံး85ပြားနိုင်နော်အဲ့တော့ကြည့်ရတော့ body ရောမာစီကကြပါတယ်ဗျမနေ့က level 80ရှုံးပြီးတယ်ကိုပေါင်းချင်း3လုံး20နိုင် body ရောကိုပေါင်းရောပြုတ်ကြသွားတယ်ပေါ့နော်အဲ့တော့တခုတော့စဉ်းစားရခြင်းမာစီနိုင်မှု ဒါမလုံလောက်တော့ဘူးတေတပေါက်သွားပေးရခိုင်လို့များလို့လာပေါ့เนาะအတလန်တာကလည်းဒါအီတလီကလပ်တွေမနေ့ကကြေးမောင်တဲ့အနေထားမှာဒီနေ့မှာအတလန်တာကြေးအောင်နိုင်ကြီးလည်းရှိတာပဲတစ်ဖက်ကမာစီကလည်းအင်ကွင်းမှာမနေ့က PSG ကြီးကြတာပြဒီနေ့မှာအင်ကွင်းမာစီကြေးအောင်နိုင်ကြီးရှိတာအနှစ်တင်းစလုံးကတော့ကြေးအောင်နိုင်ကြီးရှိတဲ့နှစ်တင်းလာတွေ့နေအဲ့တော့ကျွန်တော်ခြေစွမ်းအောင်ပဲအဓိကကြည့်ရမယ်မာစီကိုကျွန်တော်ပြင်းပြလီကူဝမ်းမှာအင်ကွင်းဆိုစိတ်ချရတယ်ဘော်ဒီကိုပေါင်းစုံလိုက်ဆော့ဒါကျွန်တော်အမြဲတမ်းရှိမှဗီဒီယိုမှာပြောခဲ့ဘူးလေအော်ဒီနေ့မှာလည်းကျွန်တော်က ကြေးထက်ပေါ့နော်ခြေစွမ်းမာစီအိမ်ကွင်းခြေစွမ်းကိုကျွန်တော်ယုံကြည်နေကျွန်တော်နောက်ဆုံးသူတို့ကန်ခဲ့တဲ့ပြင်းလေးလီကူဝမ်းကလိုင်းကလေးကျွန်တော်တစ်ချက်ပြန်ကြည့်ပေးမယ်နော်အဲ့ဒါမှသူတို့လူတွေအဓိကမှ greenwood လို့ပါလို့သူတို့ခြံထားလားမခြံထားလားကျွန်တော်တစ်ချက်ဒါပြန်ပြီးအကဲခက်လို့ရမှာပေါ့နော်နောက်ဆုံးပွဲမှာသူတို့ all zero one zero နိုင်တဲ့ပွဲတင်အဲ greenwood ကိုတို့ခြံထားတယ် gomez ကိုအထောင်မှာထားထားတယ်ပေါ့နော်အဲ့တော့သူတို့ဒီအဓိက player ဖြစ်တဲ့ဒီသူတို့အတိုက်အဆင်းမှာအားကိုးရတဲ့ဒီ ဟိုအောင်ခြံထားတယ်ဗောနော်ဥပါမီယန်တို့ဒီ green wood တို့ဒီကောင်းလေးကိုခြံထားတာဆိုတော့ဒီနေ့မှတော့ဒါတကယ်ကံမှုရခိုင်တို့များတယ်အနာပေးထားတာဆိုတော့ဗောနော်အော်ကျွန်တော်ဒီဘက်မှာတော့မာစီပဲကြိုက်တယ်မာစီကိုတော့ကျွန်တော်ကဘတ်မကန်ကျွန်တော်အတင်းလဲဖြစ်တယ်ပြီးတော့အိမ်ကွင်းလို့ပူပြီးတော့ဘတ်မကန်ကျွန်တော်ဝေကွင်းဆိုရင်တော့ကျွန်တော်နည်းနည်းဘက်ကန်ကန်ပဲဗောနော်အော်မာစီကိုကြိုက်တယ်ကိုပေါင်းကတော့ ဒီအီတလီစီးရီးမင်းကနှစ်ပွဲစလုံးအောင်ဂိုးပေါက်ဂိုးပေါက်အောက်ထားတာဗောနော် PSG ကလည်းဂိုးပေါက်အောက်တာပဲဘာလို့၃လုံး35 3လုံး50 60လောက်ပေါက်တာမင်းက PSG နဲ့ပိုင်ရအဲ့တော့နှစ်တင်းနှစ်ပွဲစလုံးကတော့ဒီအီတလီရောပြင်တဲ့ကောမင်းကနှစ်တင်းစလုံးပွဲတွေအကုန်လုံးကဂိုးအောက်ထားတာဖြစ်ဒီနေ့မှာအင်တာလည်းဂိုးပေါက်နိုင်လို့ဒီမာဆင်းနဲ့အတလန်တာပွဲကလည်းဂိုးပေါက်နိုင်တာပဲ၃လုံး80နိုင်ဆိုတော့ဂိုးပေါက်ကြီးကတော့ ဒါဂျင်းနုတယ်ဒါပေမဲ့ကျွန်တော်ဂိုးပေါ်ပဲကြိုက်တယ်အတလန်နာကလည်းလက်ရှိမှာတော့တိုက်စစ်ကအရင်ကြီးဂိုးတွင်ရမကောင်းဘူးခန်သစ်ကလည်းပေးဂိုးတွေနဲတယ်ဂိုးအောက်တွေကန်နေရဆိုပြင်မာစီရဲ့အိမ်ဝင်ကစားအားကြောင့်မာစီနှလုံးတော့အနေလုံးရမယ်မာလီကောင်းတာကျွန်ပြီးတော့ဒီ sorry တိုက်စစ်အလွန်ကျွန်ဖွင့်ပြီးတော့အတလန်နာကောင်းတာကျွန်ဝိုင်းနေတာလွန်မန်တို့ပေါ်တော့စပီညံတာဆိုတော့ဒါတကိုးတော့ပြင်ရမယ်လို့2-1 31ဒီလိုမျိုးလာနိုင်ရည်ရှိရတယ်ကျွန်တော်ကတော့9ပေါင်းအပေါ်လဲကြိုက်တယ်ဗောနော်မာစီနဲ့9ပေါင်းဒီလိုလေးပဲကျွန်တော်တွဲပေးခြင်းပါတယ်เนาะအဲနောက်တစ်ပွဲက Club Brugge နဲ့ Barcelona အဲ့တော့ Barcelona ကတလုံးကို30ရှုံ၄လုံး85ပြားနိုင်ဒီပွဲကကြီးကကျွန်တော်တို့ကြီးကြီးလိုက်တာလည်းနည်းနည်းလေးဒီ ဖိနှားရတခုခုကိုမြုပ်ကွက်လှုပ်ထားတယ်ပေါ့နော်ဟိုနှစ်တင်းတွဲဆုံးမှု2002ဆိုတော့တော်တော်လေးကြာပါပြီကျွန်တော်တို့ဘောလုံးပွဲစကြည့်တဲ့အချိန်လောက်ကဆိုတော့ဒါကြီးနေပိုင်းလဲကျွန်တော်တို့ဒါပြန်ပြီးတော့လေ့လာလို့မရတော့တော်တော်လေးနှစ်ပေါင်းကြာနေ23နှစ်လောက်ကြာနေပြီဆိုတော့အဲလိုမှတော့ဘာစီကအင်ကွင်းမှာ3-2နဲ့နိုင်တယ်အဝေးကွင်းမှာ1-3နဲ့နိုင်နှစ်ကြိမ်စလုံးတော့နိုင်တာတွေ့ရဒီနေ့မှလည်းတလုံး30ရှုံးတယ်ကြည်တန်းကတော့နုတယ်ပေါ့နော်ဘာစီဇိုနာလိုအတင်းမျိုးကကလပ်ဘရူဂေးလိုအတင်းမျိုးကိုတလုံးရှုံးရင်ပြား30လောက်ပဲနင်းလာတော့မယ်ဆိုရဲကြည်တန်းကတော့တော်တော်လေးနုတယ် အဲဒါကဂျေးဖိန်ထားတာဆိုရင်တော့ဘာဂျီလိုနာဒါအနိုင်ကန်သွားနိုင်ကြီးတော့ရှိရဲ့ဘာဂျီလိုနာရဲ့လက်ရှိဒါရမဲ့လွယ်ချက်ရှိမရှိကျွန်တော်တစ်ချက်ကြည့်ရတာဘာဂျီလိုနာက6မှတ်ရထားတယ်အဆင့်7နှစ်မှာကလပ်ဘရူဂေက3မှတ်နဲ့24ဆိုတော့အမှတ်လွယ်ချက်ကကျတော့ကလပ်ဘရူဂေကပိုပြီးတော့ညားနေတယ်ပေါ့နော်အဲ့တော့ ဗီလာရီကိုကျွန်တော်ရွေးခဲ့တယ်ဘီဘာဟူတော့မရွေးခဲ့ဘူးဒီဘာစီလိုနာကိုရွေးမယ်ဆိုတော့ရွေးလို့တော့ရသေးတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးအန်တီများလက်ရှိဘာစီလိုနာကြီးဖွင့်ထားတဲ့ပုံစံအရာကနည်းနည်းလေးဒါဘာစီလိုနာကိုမနေရအောင်မောင်းထုတ်ထားတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ ကဲဘူဂီရဲ့အင်ကွင်းကစားအားကဒီကိုပေါင်းအပေါ်လေးများတယ်ဖွင့်တိုက်တယ်ဗောနော်တူတူတင်ကိုတင်ကစားအားရှိရမနေ့ကတူတင်ကိုတင်ကစားအားရှိရဘိုတိုကလင်းလို့ပြောလို့ကိုပေါင်းအောက်သွားတဲ့အနီထားမှာဒီနေ့၄လုံး80နိုင်ဝင်ရိုးဝင်းကျင်ဗောနော်၄လုံး80နိုင်ဝင်းကျင်၄လုံးအပြည့်နိုင်ဝင်ရိုးကြည်တန်းမှာတော့ကျွန်တော်ကိုပေါင်းအပေါ်ပဲကြိုက်တယ်ဘာလီကလည်းတိုက်စစ်ဖွင့်တယ်ပြီးတော့ high line defense ကစားတာဆိုတော့ ောင်နာတွေပြန်ပေါက်တယ်အဲ့တော့ဒီနေသားမှာကျွန်တော်ကလပ်ဘူကေးလည်းကိုရမယ်ဘာစီလည်းကိုရမယ်လို့ယူဆတဲ့အတွက်ကျွန်တော်ဂူပေါင်းအပေါ်ကြိုက်တယ်ရှေ့မှာဘီလာရီရဲ့ပွဲကိုကျွန်တော်ဂူပေါင်းအပေါ်မယူထားဘူးဘီပောင်နဲ့နူကလည်းပွဲလည်းဂူပေါင်းအပေါ်မယူထားတဲ့အတွက်ဒီပွဲကိုတော့ဒါစပိန်တပွဲတော့ဂူပေါင်းအပေါ်တက်မယ်ပေါ့နော်မနေ့ကအတလတီကိုစပိန်တပွဲဂိုးပေါ်တယ်ရီယယ်မက်ထစ်ဂိုးအောက်တယ်ဆိုတော့ဒီနေ့မှာတပွဲဂိုးပေါ်ကဘာစီနဲ့ကလပ်ဘူကေးကပိုကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲမှာဂူပေါင်းအပေါ်ယူခြင်းနဲ့ ်ဘော်ဒီမာဆွန်တော့ဘာစီလိုနာကိုအရန်ကြီးတော့မကြိုက်ဘူးဘက်ကန်ကျင်လာဆိုဘက်လည်းမကန်ရဲဘူးပေါ့နော်အော်ဆော့ကျင်နေညီကိုဆိုတော့ဒါဘာစီလိုနာပဲယူပေါ့နော်ပြား30လောက်တော့ရင်းပေါ့နော်တလုံးသားလောက်ပဲပြက်နိုင်ကြီးရှိရဲ့လက်ရှိဖွင့်နိုင်ကြီးတန်းကတကယ်ဆိုတော့နှလုံးအပြည့်နိုင်လို့နှလုံး50နိုင်လောက်တော့ပေးတဲ့နေပေါ့နော်ဘာစီလိုနာလိုအတင်းကြီး level နဲ့ဒါ club gear လိုအတင်းမျိုးကိုပေါ့နော် တော့ကျွန်တော်ဂူပေါင်းပေါ်အဓိကကြိုက်တယ်ဘော်ဒီမှာဆိုတော့ဘာလီဆိုတော့ခက်ပါပါလေးပဲကြိုက်ပါတယ်နောက်တစ်ပွဲကဘင်ဖီကာနဲ့လီဗာကိုစင်ဖြစ်ပါတယ်တလုံးကိုအပြည့်နိုင်တုံးလုံး40နိုင်ပြီးနေပါတယ်အော်ဘင်ဖီကာကနိုင်ပွဲလုံးဝမရသေးဒီနေ့မှာအီဂျန်နဲ့ဘင်ဖီကာနှစ်တင်းစလုံးဒီနိုင်ပွဲလုံးဝမရတဲ့နှစ်တင်းဖြစ်ပါတယ်။အော်နှစ်တင်းတွေးဆောင်ဟက်တူအနောက်14နောက်ဆုံးတွေးထားတယ်။ဘင်ဖီကာအင်ကွင်းမှာတည်ကြတယ်။လင်ပါကူစင်အင်ကွင်းမှာ21နဲ့နိုင်ထားတယ်ပေါ့နော်။2023မှာဘင်ဖီကာအင်ကွင်းမှာ21နဲ့နိုင်တယ်။ ဒီပါကူတင်အိမ်ကမှလည်းပြမိကားကိုဝမ်းသီးနဲ့နိုင်ထားပါတယ် sorry အဲ့တော့ဒီနေ့မှာပြင်ပီကအနေနဲ့မော်ရင်ဟိုလက်ထက်မော်ရင်ကိုကင်ပြီးနောက်ပိုင်းမှာချန်မြန်လေးသူတို့ဒါနိုင်ပွဲလုံးဝမရသေးဘူးမော်ရင်ကိုမကင်ခင်ကလည်းနိုင်ပွဲမရသေးဘူး quarter back ကိုလာမသိအိမ်ကမှသူတို့ဒါအဖွင့်ပွဲစီမှာသူတို့စပြီးတော့ရှုံးနေပေါ့နော် ရှုံးနေပြီးတော့ Chelsea ကိုလည်းဝေကွင်းမှာဒါမွန်ဟိုရောက်ပြီးကင်နေရှုံးနေ Newcastle ကိုလည်းတွားကန်နေသူဒီနေ့ရှုံးနေအဲ့တော့ Champions League ၃ပွဲကန်ပြီးရဲ့အချိန်မှာလုံးဝရမယ်မရသေးတဲ့အနေထားမှာဒီနေ့မှာတော့သူတို့အင်ကွင်းအားသာချက်လည်းရှိတယ်ရမယ်အရာကလည်းလိုအပ်ချက်ရှိနေရဆိုတော့ဒါနိုင်ပွဲတော့ရနိုင်ကြီးများတယ်ဒါပေမဲ့မနေ့ကကျွန်တော်ဂျူပင်တက်ကိုအဲ့လိုပဲတွက်ခဲ့တာပဲเนาะနီပြအစ်စ်လည်းဖြစ်နေတယ်ပထမဆုံး Champions League အင်ကွင်းပွဲစဉ်လည်းဖြစ်ပြန်ဒါပေမဲ့တည်ရွေးကြပါတယ်အဲ့တော့မနေ့ကလို့လုတ်သွားမယ်ဆိုတော့ဒီနေ့ဘင်ဘီကကြီးအောင်မှုတော့ခတ်တယ် တစ်ဖက်ကပြန်စင်းစားမယ်ဆိုရင်အဲစပိုနီနီစမှာကြီးအောင်ခဲ့တာဆိုဒီဘေဘီကကြီးကြနိုင်ကြီးရလဲရှိတယ်ဒီလိုမျိုးတော့ချိတ်ဆက်လို့တော့ရတယ်တစ်ဖက်ကလီဗာကိုဆင်ရကြတော့ဘိုင်ယန်ကြီးအောင်တာဖြစ်တော့ကြီးကြနိုင်ကြီးတော့ရှိတယ်အဲ့တော့နက်တင်းစလုံးကတော့ကြီးကြနိုင်တဲ့အနေအထားတစ်ခုမှာရည်တည်နေကြတယ်အော်ကျွန်တော်က မော်ဤဒီနေ့တော့တခုခုလုံပြမှာရမယ်မဟုတ်ရင်သူလဲဒါချန်ပီယံလိမှာပြုတ်စော်နံသွားနိုင်တယ်ပေါ့သူကလို့ဒီပေါ်တူဂီလိမှာတော့နိုင်ပွဲတွေရနေတယ်အမတ်တွေရနေတယ်ဆိုပေမဲ့ချန်ပီယံလိကိုသူတို့ကတာဂက်ထားနေအချိန်မှာဒီပြအပြောင်းလဲအောင်လှုပ်ထားတာဆိုဘင်ဘီကာနေဒီနေ့မှာတော့နိုင်ပွဲတစ်ပွဲတော့စပြီးတော့ပုံဖော်တင့်ပြီလို့ကျွန်တော်ယူဆတဲ့အတွက်အင်ရှင်အာတာချက်ရှိတယ်ဘင်ဘီကာဘော်ဒီလေးပဲကျွန်တော်ယူခြင်းနဲ့ဒီတစ်ခါတော့လှုပ်ဆက်တော့မလုံလောက်တော့ဘူးလို့ယူဆတယ်ဘင်ဘီကာကနည်းနည်းလေးလှုပ်ဆက်များတယ်ချန်ပီယံလိမှာသူ့ကိုယုံလို့မရဘူး သူ့ယုံနာနဲ့သူကကြတာအဲ့လိုမျိုးအတလန်တာနဲ့ဘီဘီကာအဲ့အဲ့ဒီတပေါက်ရှိရေနော်အဲ့တော့ဘီဘီကာကိုတော့ကျွန်တော်ဒီနေ့တော့ယုံကျင်တယ်ဒီနေ့မှကျွန်တော်တို့ကဒီပွဲထိုးလိုက်လို့ရှုံးသွားတယ်ကျွန်တော်ဒီအရှုံးကိုကျွန်တော်နောက်ပွဲဒီမှာကြိုးစားပြန်စင်တေချာလေးပြန်စင်လိုက်ကြိုးစားယူလိုက်လို့ရတယ်ဒါပေမဲ့သူတို့ဒီလုံးဝဒီချန်ပီယံလိရတဲ့တက်ဖူကလုံးဝမဖြစ်နိုင်အဲ့တော့သူတို့လည်းဒါအတင်းရဲ့ ဘန်နာထိခိုက်မှာပဲချန်မြန်နီမှာနိုင်လို့ရှိရင်တပွဲနိုင်ပတ်စံဘလောက်ရတယ်တေကြရင်ပတ်စံဘလောက်ရတယ်နောက်သစင်းတက်ရင်ပတ်စံဘလောက်တော့ပွဲအလိုက်ကိုဒါ1 by 1သွားတာ1 game 1 game 1 game by 1 game by သွားပြီးတော့ပတ်စံပေးနေရဖြစ်တယ်တူတူလည်းပတ်စံရမှာပဲအဲ့တော့တူတူလည်းပတ်စံရမယ့်အလုပ်ကိုသူတို့စူးစမ်းရမှာပဲเนาะအဲ့တော့ဘီဘီကာဘော်ဒီပဲယူခြင်းနဲ့ဒီပါကူစင်း ီနေ့မှာကျွန်တော်ဂျာမနီပွဲကဒေါ်မွန်ကိုဂိုးပေါ်ယူထားတာဆိုတော့လီဗာကိုစင်ပွဲကိုတော့ဂိုးပေါ်အရင်မပေးချင်ဘူးတော့ဘင်မီကာဘော်ဒီတစ်ချောင်းပဲပေးချင်တယ်သူဒီပလက်40နိုင်50နိုင်ဆိုတာလည်းဒါမတင်မကြကြည်တန်းကြီးဂိုးလည်းပေါ်နိုင်တယ်လို့အောက်လည်းအောက်သွားနိုင်တယ်ဆိုတော့ဒီပွဲကိုဂိုးပေါင်းလက်ဆောင်ချင်တယ်ဘင်မီကာတစ်ချောင်းနဲ့ကျွန်တော်ကြိုက်ပါတယ်နော်အနောက်ပွဲကအေဂျင့်နဲ့ကရာတာဆိုင်ဒီပွဲကတော့ဒါမနီက PSV ပေါ့နော် PSV ကခဏနော် PSV ကမနေ့ကကြေးကြတယ်ကြာ Olympia ကိုခဏလေးကျွန်တော် ြင်ကြည့်ပေးပါမယ်။ဝမ်1ဆိုတော့ပြားပဲကြတာပေါ့နော်။အဲပြားနိုင်တာပေါ့။ဟိုကအိုလံပီယာကော့ကလည်းပဲဟိုလောက်ပြီးရ55ပြားလောက်ပြီးရဆိုတော့မနေ့ကနယ်သာလန်ကလပ်ဖြစ်တဲ့ PSV ကပြားလေးနိုင်နေ9ောက်တယ်။အော်ဒီနေ့မှာ Eject နယ်သာလန်ကလပ်ဖြစ်တော့9ပေါင်းအပေါ်တက်နိုင်နေချင်းတဖက်ကကာလာဒါစာကြီးကတူတီကလပ်မရှိတဲ့အတွက်ဒါဘာမှချိန်စရာမလိုဘူးပေါ့နော်။အော်ဒီဒီနေ့သားမှာကာလာဒါစာကြီးကဝေးကွင်းက level 60ရှုံးတော့ပြီးရ9ောင်းချင်း3လုံး 40ရှုံးပြီးအော်ကနာဒါစာရေးဆိုတာကဒီတူရကီလိကကလပ်ပေါ့နော်ဒီအေဂျက်ကနေတာနယ်ဒါလန်လိနဲ့တူရကီလိချင်းမယ်ဆိုရင်တော့ဒါအသင်းနိုင်ငံ level ပဲရချင်းမယ်ဆိုနယ်ဒါလန်ပုံမြင့်တာပေါ့ဗျာဒါပေမဲ့အေဂျက်ကကျောနောက်ပိုင်းမှာတော့ဒါတော်တော်လေးကျောရှေ့မှာလေးအေဂျက်ကိုဘက်ကန်ခဲ့ကြရတယ်နော်မာစီနဲ့လည်းဘက်ကန်တယ်ဒီအင်တာနက်လည်းဘက်ကန်တာဆိုတော့အေဂျက်ကလုံးဝကြာသွားတဲ့အသင်းဖြစ်နေပြီအရင်ကလိုမဟုတ်တော့အရင်ကတူရဲ့အင်ဝင်အမ်မတ်စတန်ဆိုတာကဒါအမ်မတ်စတန်မြို့ပေါ့နော် ဒါသူတို့ရဲ့ target တက်ကွင်းလို့တော့နာမည်ကြီးရဲ့အီဂျက်အိမ်ကွင်းอ่ะเนาะတော်တော်လေးဟိုပိတ်တဲ့ weight လဲကောင်းတယ်ကွင်းကလည်း might တယ်ဒီ Johan Crack တို့ပေါ့ဒီနာမည်ပေးထားတာဆိုတော့ဒီနေ့မှာတော့အီဂျက်လဲနိုင်ပွဲမရသေးတဲ့အနေထားမှာဂရာဒါစာကြီးကကျွန်တော်တို့ရှေ့မှာလီဗာပူးတို့ဘာလို့လဲအနိုင်ခံပြထားတယ်เนาะဘူတိုကလင်းတို့ဘာလို့လဲအနိုင်ခံပြထားတာဆိုတော့ဒါဂရာဒါစာရဲ့လူကြိုက်များနိုင်တယ်ကျွန်တော်ကဒီပွဲမှာအီဂျက်ပဲကြိုက်တယ်เนาะအီဂျက်လေးကိုကြိုက်တယ် နောက်တစ်ခုကဂူပေါင်းပေါ်ကြိုက်တယ်အေဂျင့်ဒီနေ့တော့ something ပေါ့နော်တခုခု something happen တခုခုလောက်ပြလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့ကျွန်တော်ဒီဘက်မှာကရာစာရေးကိုအဝေးကွင်းလဲတိတ်အားမရတာပဲသူကအိမ်ကွင်းတော့ကောင်းတယ်ဗျာသူဒီကလက်တဲ့အိမ်ကွင်းတော့တကယ်မိုက်ပါတယ်နော်သွားရှုပ်လို့မရဘူးလေပါဘူးတော့မှရှုံးတာဆိုတော့အဲ့ဒီဘက်မှာကျွန်တော်အေဂျင့်ကြိုက်တယ်ဂူပေါ်ကြိုက်ပါတယ်နော်ကဲဒီနေ့တော့ကျွန်တော်အဲ့လို ဒါအရင်တစ်ပတ်တည်းလဲကျွန်တော်အဲ့လိုပဲရွေးပေးတာပါပဲ။ဘာလို့လဲဆိုတော့ဒီပီမားလီကလပ်ကြီးကြီးကြတယ်ပြီးရင်စပိန်ကြီးကြီးကြလာကြီးအောင်ဒီလိုမျိုးကျွန်တော်ချိတ်ဆက်ပြီးတော့ပြောကျွန်တော်တွေးတွေးရတာပေါ့နော်။ဟိုဘယ်လိုပြောမလဲ။ဘူဂီလော့ကျွန်တော်ဘာမှဘာမှမတတ်နိုင်ဟိုမင်းအတူဘလောက်ပဲအတင်းရလက်ပဲကောင်းကောင်းချိပဲကောင်းကောင်းရီယယ်မက်ဒရစ်တို့လည်းလက်ရှိမှာအွန်ဖိုင်းအမြင့်ပြန်နေရပဲလီဗာပူးကခုမှတပွဲလောက်ပြန်နိုင်ပြီးတော့ကမ်ဘက်ပြန်လုပ်တာအတင်းဟိုမှာမနေ့ကဂိုးပြက်ချိပဲမရှုံးရတော့ကန်ကောင်းဂိုးဒမားကော်တိုရိုက်ကောင်းလို့တာ နော်အဲ့လိုမျိုးဆိုတော့ဟိုချေးနဲ့လှုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီဘာမလို့ဖြစ်သွားနိုင်အဲ့တော့ခြေကလည်း control လုပ်ထားလို့ရှိရင်ဘာမလို့ဖြစ်သွားနိုင်ဘာမှကျွန်တော်တေးဒီတတ်မှတ်လို့မရဘူးဗောနော်အဲ့တော့ဟိုကိုရွေးလိုက်တဲ့အတင်းကသူတို့ control လုပ်ထားဟာနဲ့တွားမိနေရဆိုကျွန်တော်ခြေချုပ်မိပြီးတော့လစ်တာဗောဗျာအဲ့တော့မနေ့ကတော့ကျွန်တော်ကန်ဆိုးတာဗောမနေ့ကကျွန်တော် AD ကိုဇုံပေါ်တော့ကြိုက်ရှင်နေဒါပေမဲ့ union sync ကိုမရဘူးဆိုရင်အတွေ့အကြုံခေါင်းတော့ခဏခဏဝင်နေတော့ AD ကိုကိုဘောမပေးရဘူး body ပဲကြိုက်တော့ body ပဲ ထုတ်ပေးလိုက်တာပေါ့နော်အဲ့လိုမျိုးလေးရှိရဲအဲ့တော့ဒီနေ့တော့ကျွန်တော်တို့ဒါပြန်ပြီးတော့အကောင်းဆုံးပြန်လာလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်နှစ်ရက်ကြီးနှစ်ရက်ကြီးတော့ဘူဂီလည်းမလုံးလောက်ပါဘူးနော် အဲ့လိုမျိုးတော့ထင်ပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်တို့ဒါအကြိုက်တဲ့ပွဲစဉ်တွေကိုတီချာပြန်စစ်ထုတ်ပြီးတော့ဒါကျွန်တော်ညီကိုတွေအတွက်ဒါ member of free ရောအကုန်လုံးပေါင်းပြောင်းစူးစမ်းပေးပါမယ်အဲ online တက်လဲလာပါမယ် wine spec code တွေလဲလာပါမယ်เนาะအဲ့တော့ member ကတော့ကျွန်တော်တို့9ရက်နေနောက်ဆုံးကျွန်တော် member ခေါ်ထားပါတယ်เนาะအဲ့ member 9ရက်နေပြီးတော့ကျွန်တော်ပိတ်ပြီဘာလို့လဲ member ကြီးညာခဏခဏမကြီးညာခြင်းဒါတော့ကျွန်တော်အားနာတယ်ဗောနော်ဟိုရှုံးတဲ့နေ့လို့ပို့တော့မကြီးညာခြင်းဗျာနိုင်တဲ့နေ့ကြီးညာတာဒါပူဘာမှတော့မဖြစ်ဘူးဗောနော်ဒါပေမဲ့9ရက်နေနောက်ဆုံးပဲကျွန်တော်လက်ခံပြီးတာ10ရက်နေကြာစနေနေ့ဒါ ဒီတပတ် weekend ကဒါနိုင်ငံကလပ်ပွဲနောက်ဆုံး ပေါ့နော်ဒါပြီး international break ကလာမှာဆိုတော့နောက်တစ်ပတ် international break ဆိုတော့ဒီဒီဘက်6 9က club break နောက်ဆုံးတော့တေချာလေး view ဆိုင်ပြီးချွေးရမယ်အကျွန်တော်လည်းဒီဒီဘက်ကနည်းနည်းလေးအလုပ်ရှုပ်မှာဆိုတော့တေချာလေးအချိန်ပေးပြီးရားတဲ့အချိန်နဲ့ဒါတေချာလေးစူးစမ်းရမှာဆိုတော့ဒါကျွန်တော်ညီကိုအကောင်းဆုံးနဲ့ပြန်လဲတွေ့ဆုံပါမယ်အော်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော် Mrafan U Bali ညမှာအားလုံးပြန်လဲတွေ့ဆုံကြပါမယ်အားလုံးအဆုံးထိကျူးကျူးပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါစေအားလုံး good night ပါအားလုံး good luck ပါခင်ဗျာ